ဂျပန် NMI ဇင်းရုပ်အတန်တိုင်းတူအောင်လို့ပြောနိုင်ရကနေဂျပန်မှာပညာသင်ဖို့အတွက်အကူအညီရရှိသွားတဲ့ရှစ်တန်းကျောင်းသူလေးလာမင်းဝတ်တုံး အလုံးမင်းမိကလာပါဒက်ဆယ်လီဘယ်ဒီနျူးချန်နယ်ကနေပြန်လည်ကားကြိုဆိုလိုက်ပါရီလာမီဝတ်တုံကအောင်ပန်းမာနေထိုင်သူဖြစ်ပြီးတော့ဂျပန်အန်နမီဇက်ကားတွေကိုကြည်ရတာသဘောကျသူဖြစ်ပါရီအတန်ငယ်ငယ်တွေကအန်နမီဇက်ကားတွေကိုကြည်လာခဲ့ပြီးအန်နမီဇက်ကားတွေတဲကဇယုတ်တန်တိုင်းတပုံစံနဲ့တူအောင်ပြောနိုင်တဲ့အရေးချင်းရှိပါရီသူရဲ့ရေးချင်းကြောင့်ပဲခုဆိုရင်တော့ဂျပန်မှာပညာသင်ဖို့အထိအကူအညီရရှိသွားပြီဖြစ်ပါရီလာမီဝတ်တုံရဲ့ဖေဟာဇယောင်းနဲ့အလုပ်ကိုလုပ်ကင်ပြီးတော့စီဝိုင်းရေးအဆင်ပြေသူတော့မဟုတ်ပါဘူးဒါပေမဲ့သူရဲ့သမီးလေးဖြစ်ချင်တာတွေကိုတော့အတက်နိုင်သလောက်ပံ့ပိုးပေးပါရီ လာမင်ဝတ်တုံက14နှစ်အရွယ်ရှိပြီဖြစ်တဲ့ရှစ်တန်းចောင်းသူလေးဖြစ်ပြီးတော့ဂျပန် enemy စကားတွေကဇဝင်တေးတွေကိုလည်းစူပြနိုင်ပါတယ်။ထူးခြားတာကတော့သူကဂျပန်စကားကိုတခါမှလည်းမတင်ထားခဲ့ဘူးပါဘူး။စကားတွေကိုကြည်ပါအများကြီးနဲ့နားယူဝသွားခဲ့ပြီးတော့ပြောတတ်လာခဲ့တာပါ ဒီမွန်စလေးယာဒေဟာစကောင်းတွေရဲ့အတန်အတိုင်းလေးပြောတတ်ပါရီအချို့တွေကတော့လာမင်းဝတ်တုံပြောတဲ့စကားတွေက effective ထားတယ်လို့ထင်ကြပါရီတကယ်တော့အလေးကျင်မာများပြီးတော့ယုံကြည်မှုရှိရှိပြောလာနိုင်တာပါမြန်မာနိုင်ငံမှာလာမင်းဝတ်တုံလို့ Japan Enemy Voice Actor အတန်အတိုင်းပြောနိုင်သူတွေလည်းရှိပါရီသူတို့ချင်းချင်းပြုပြင်ပေးရင်းနဲ့ Voice Actor ဖြစ်အောင်ကြိုးစားနေကြတာပါလာမင်းဝတ်တုံးကတော့ဆိုရှယ်မီဒီယာတွေကိုအသက်ငယ်သေးလို့မတုံ့ရသေးပဲသူတယောက်တည်းလင်းကျင်းလိုက်ပြောလိုက်နေကျဉ်းကျဉ်လာခဲ့ပါရင်လာမင်းဝတ်တုံးက enemy ဇက်ကောင်ရုပ်လေးတွေကိုလည်းသဘောကျတာကြောင့်အားတဲ့အချိန်မှာ enemy ပကြီတွေကိုဆွဲထားလိမ့်ရှိပါတယ်။ enemy ရုပ်လေးတွေကိုလိုချင်ပေမဲ့လည်းဖိဖိကဝယ်ပြီးဖို့အဆင်မပြေလို့ဂျုံလေးတွေဝယ်ပြီးတော့ကိုယ်တိုင်လုပ်ပါတယ်။ဂျပန် enemy တွေကအတန်တိုင်ပြုတ်လုံနိုင်တဲ့လာမင်းဝတ်တုံကိုအမျိုးသမီးတယောက်ကတွေ့ပြီးတော့ပညာသင်စုပေးဖို့အတွက်ဆုံးဖြတ်လိုက်တာပါ။ပညာသင်စုပေးမဲ့သူကလည်းမြန်မာလူမျိုးပဲဖြစ်ပြီးတော့တကယ်တော်တဲ့သူကိုမြေတောင်မြောက်ပေးမှဖြစ်ပါတယ်။ဂျပန်စကားကိုမသင်ထားပေမဲ့လည်း enemy စရုပ်တွေရဲ့လေယူလေသေးအတိုင်းပြောနိုင်တာကြောင့်သူကိုချီးကျူးကြပါတယ်။ဂျပန်စာကိုသင်လိုက်ရင်ဒီထက် က်ပို့ပြီးတော့ဆင်ပြေသွားနိုင်တာကြောင့်ဂျပန်စာလေးလာဖို့စာအုပ်တွေပို့ပေးသူတွေလည်းရှိပါတယ်။ဒါကြောင့်မလို့လာမျိုးဝတ်တုံရင်အိမ်မက်တွေကိုလည်းအကောင့်ထည့်ဖို့ခွင့်ရတော့မှာဖြစ်ပါတယ်။အတိုင်ငယ်ငယ်လေးနဲ့ဝါသနာပါတဲ့အလုပ်ကိုရှာတွေ့သွားပြီဖြစ်တယ်လို့ကိုညီမဲ့သူတွေလည်းပေါ်လာပြီဖြစ်တာကြောင့်ဖခင်ကတော့အယံဝန်တာနေရပါတယ်။လာမီဝတ်တုံတို့ကအင်္ဂါနေရတာဖြစ်ပြီးတော့စီးပွားရေးအဆင်မပြေပေမဲ့လည်းသူ့ရဲ့ကိုယ်ပိုင်ရဲ့ချင်းကြောင့်မလို့ဂျပန်မှာပညာသင်ဖို့ပါ အခွင့်ရရသွားပြီဖြစ်ပါတယ်။လာမေဝတ်သုံးရဖခင်ကကလေးတွေကိုယူသားကြိုးစားဖို့ပဲအမြဲတုန်တင်ပေးသူဖြစ်ပြီးတော့ဝါသနာကိုလည်းပံ့ပိုးပေးတဲ့သူပါ။တနေ့ကိုဈေးရောင်းရင်တပေါင်းလောက်ရပေမဲ့ပညာရေးကိုတော့အားပေးသူဖြစ်ပါတယ်။ လာမီဝတ်တုံကသူ့ရဲ့ရေချင်းကြောင့်ကိုညီမဲသူတွေလည်းပေါ်လာပြီးတော့ကြောက်ဝဲစုံတလေးတွေလည်းရှာလာပါပြီ။ယူတာကြိုးစားတဲ့ကလေးဖြစ်ပြီးတော့သူ့ကိုကူညီပေးတဲ့အောင်ဘန်ကဆီယာမာလေးကြောင့်လည်းဆိုရှယ်မီဒီယာမှာလူသိများလာခဲ့တာပါ။လာမီဝတ်တုံရဲ့ရှိမဲချက်က enemy ရိုက်ကူးရိတ်ထိုက်တာတယောက်ဖြစ်ချင်းပြီးတော့ဒီလုံးနဲ့ပဲတံမွေးဝဲကြောင့်ပြုတ်ချင်နေသူဖြစ်ပါရင်ဂျပန်မှာပညာသင်ခွင့်ရတော့မှာဖြစ်လို့သူ့ရဲ့အိမ်မက်တွေကလည်းနှိစက်လာပြီးဖြစ်ပြီးရှိမဲချက်တွေကိုအလျောက်သွားနိုင်တော့မှာပါ။လာမီဝတ်တုံက enemy လုံးနဲ့တံမွေးဝဲကြောင့်ပြုတ်ပြီးရင်တော့ fucking ကိုဒီထက်ကောင်းတဲ့ဘဝမှာထားဖို့အတွက်ရည်ရထားပါရီ ကိုမိုင်ရချင်းချောင်ဂျပန်မှာပညာသင်ခွင့်ရတော့မဲ့လာမယ့်ဝက်သုံးအတွက်ဂုံပြူစကားလေးတွေကွန်မန့်မှာရေးသားပေးခဲ့ပါအောင်ရှင်ကြီးစုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်